လူတယောက်တည်းနဲ့အရင်ကမရှိသလောက်နဲ့လုပ်ငန်းတစ်ခုဘယ်လိုစရမလဲဆိုတဲ့မေးခွန်းကိုဒီနေ့ကျွန်တော်ပြန်ပြီးတော့ဝါဖြေသွားမှာပါဒီဗီဒီယိုကိုမဖြစ်မနေပြအောင်ကြည့်ပေးပါအရန်ကိုအရေးကြီးပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုစတော့မယ်ဆိုလို့ရှိရင်အချက်နှစ်ချက်ကိုမဖြစ်မနေသိထားရပါတယ်နံပါတ်1တစ်ချက်ဒီပါလဲဆိုတော့ personal assessment လို့ခေါ်တယ် ကိုကိုကိုပြန်လဲသိရှိခြင်းမှာဒါအရေးကြီးပါတယ်ဒုတိယတစ်ချက်ကတော့ market research လို့ခေါ်ပါတယ်ဈေးကွက်ကိုတုံးတက်ခြင်းမှာကျွန်တော်တို့ကခုနပြောတဲ့ personal assessment မှာဘာတွေပါလာလဲဆိုတော့ကိုယ့်ရဲ့ skill ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲဘယ်နေရာမှာကိုကတော်နေတယ်လဲအဲ့ဒါကိုကျွန်တော်တို့သိဖို့လိုပဲနံပါတ်1ကတော့ interest ကိုကဘယ်လုပ်ငန်းတွေအပေါ်မှာဘာတွေအပေါ်မှာစိတ်ဝင်စားတာလဲဘာတွေကိုလုပ်ရတာကိုရှင်းမြတ်လို့ရတာလဲဘာတွေကိုလုပ်နေရရင်ပျော်နေတာလဲအဲ့ဒါအရေးကြီးတယ်အဲ့ဒါကိုကျွန်တော် interest ပေါ့ business owner freelancer ဒါမှမဟုတ် self employing ဒါမှမဟုတ်ဝန်ထမ်းနဲ့ဘာကွာတယ်လဲဆိုတာကိုကျွန်တော်အရင်ဆုံးသိဖို့လိုတယ် business owner ဆိုတာကတော့ကျွန်တော်တို့ရှင်းပါတယ်ကိုယ်မှာစီးပွားရေးလုပ်ငန်းတစ်ခုရှိတယ် business တစ်ခုရှိတယ်အဲ့တော့အဲ့ဒီ business ထဲမှာကိုကိုတိုင်းတချို့သောအကြောင်းအရာတွေမှာဝင်ပြီးတော့မှလုပ်တယ်တော်တော်များများကိုတော့ဝန်ထမ်းတွေပြင်ပပညာရှင်တွေနဲ့ကျွန်တော်တို့သုံးပြီးတော့မှစီးပွားရေးတစ်ခုလေပတ်တာသူ့မှာ system တစ်ခုလည်း ရှိထားပြီးသားအဲ့လုံကမှ तू မရှိလေရတယ်တချို့နေရာတွေမှာဝင်လုပ်တယ်ဒါကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ business owner လို့ခေါ်တယ်နောက်တစ်ပြီးတော့ self employee လို့ခေါ်တယ်ဒါမှမဟုတ် freelancer လို့လည်းခေါ်တယ်9 to 5ရုံးတက်ဆရာမလို့ကိုရှိတဲ့နေရာကိုကြိုက်တဲ့နေရာမှာနေရင်းနဲ့အလုပ်လုပ်ပြီးမှသူကကောင်းတဲ့ချက်ဒီပါလဲဆိုတော့ကိုအောင်ကိုလွတ်လွတ်လပ်လပ်နေလို့ရတယ်ငါတို့မှကိုကြိုက်တဲ့အလုပ်ကိုလုပ်ရတာဖြစ်တဲ့အတွက်စိတ်ချမ်းသာတယ်ဝင်ငွေလည်းကျွန်တော်တို့ရှိမယ်ပြီးရင်ကိုကြိုက်တဲ့အချိန်မှာကိုအလုပ်လုပ်မယ်ကိုနားကျင်တဲ့အချိန်မှာကျွန်တော်တို့နားမယ် သူကတော့ဆော့တိုးတက်နေမယ်ပြီးရင်အခွန်တွေပါရလဲဆောင်ရမှာလို့ဒါကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ freelancer လို့လဲခေါ်ရယ် self employed လို့လဲခေါ်ရယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ wanted ပေါ့ဒါအားလုံးသိပါတယ် wanted ဆိုတာကတော့ကျွန်တော်တို့သူများလုပ်ငန်းမှာလုပ်လုပ်တယ်9 to 5သွားရတယ်လစာနဲ့ရက်တည်ရတယ်ဒါဒီကျွန်တော်တို့က wanted မှာတေချာတစ်ခုကတော့ကျွန်တော်တို့ဒီ3မျိုးထဲမှာ business owner ဒီဘာဖြစ်လာမလဲဆိုတော့ကြီးပွားတိုးတက်ချမ်းသာနိုင်မယ်အမျက်ဆုံးနေရနိုင်မယ် self employed ရလဲဘာဖြစ်လို့ရလဲဆိုတော့ business owner ဖြစ်ပြောင်းပြီးတော့စူးစမ်းလို့ရတယ် wanted ဆိုလို့ရှိရင်လဲ business owner တယောက်အနေနဲ့ ြောင်းလို့ရအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဒီစဉ်းစားပြီးသွားပြီဆိုလို့ရှိရင်တော့စီးပွားရေးလုပ်ငန်းတစ်ခုစလို့ရပါပြီကျွန်တော်ပထမဦးဆုံးအကြံပြုချင်တဲ့စီးပွားရေးတစ်ခုတော့ဗာလဲဆိုတော့ clean food ပါ ဲ့တော့ကျမ်းမာရေးနဲ့ကိုက်ညီတဲ့အစားအသောက်တွေကျွန်တော်တို့ရောင်းလာပါအားလုံးသိတဲ့အတိုင်းပဲလူတွေကကျွန်တော်တို့ချမ်းသာလာတယ်ဝင်ငွေတွေတိုးလာတယ်အချိန်တွေတခုရောက်လာပြီဆိုလို့ရှိရင်ဘာလို့ကြလဲဆိုတော့ကျမ်းမာရေးတွေကောင်းကျင်ကြတယ်စောစောစီစီသေးသောမှကိုကြောက်ကြတယ်ဒီတော့ကျမ်းမာရေးတွေကျွန်တော်တို့လိုက်စားလာကြတယ်အဲ့တော့ကျမ်းမာရေးလိုက်စားတဲ့ခါမှဒါအားလုံးသိတဲ့အတိုင်းပဲစိတ်ကျမ်းမာရေးကိုကျမ်းမာရေးလောက်ကြတယ်အဲ့တော့ကိုကျမ်းမာရေးမှာကျတော့ကျွန်တော်တို့ဒိုက်ရိုက်တွေစားကြတယ်အစိတ်တောင်မဖြစ်စေမဲ့အစားအစာတွေစားကြတယ်နောက်ဂျင်သွားတယ်လေ့ကျင့်ခန်းတွေလောက်ကြတယ် ဲ့ဒီချိန်မှာကျွန်တော်တို့က clean food စားခြင်းလေအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေမိတ်ဆွေတွေရောကိုကအစားအသောက်ကိုလည်းစိတ်ဝင်စားတယ်လူတွေကိုကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ impact ကြီးကောင်းစေခြင်းလေဆိုလို့ရှိရင်တော့ clean food ကိုထုတ်လို့ရောင်းချစေခြင်းလေ online ပေါ်နေကျွန်တော်တို့ရောင်းလာကြတာဒါ clean food ဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးသိပါတယ်ဥမာကြက်သားဆိုလို့ရှိရင်လည်းအာပြုတ်ထားမယ်เนาะအရွက်ကလေးတွေပါမယ်ခမင်းနေနေပါမယ်အဲ့ဒီဟာကိုစားခြင်းအပြင်ပါဖြစ်မလဲဆိုတော့ရေရှည်မဟုတ်တော့မှာ2လ3လစားတဲ့ခါမှာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုစားတဲ့သူတွေဒီပါဖြစ်မလဲဆိုတော့ကျန်းမာလာလိမ့်မယ် weight တွေကျလိမ့်မယ်အဲ့တော့ clean food business ကိုကျွန်တော်စစေခြင်းနဲ့အဲ့တော့ကျွန်တော်ခဏခဏပြောလို့ပေါ့เนาะကျွန်တော်တို့ကစီးပွားရေးစတဲ့ခါမှာ target မမှားဖို့တော့လိုတာပေါ့အဲ့တော့အခု clean food ဆိုလို့ရှိရင်သိကြတယ်ဈေးကတော့နည်းမှာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ target ဒီ ွေချေးတက်နိုင်တဲ့သူတွေကျမ်းမာရေးလိုက်စားတဲ့သူတွေအားကစားသမားတွေဒါမျိုးတွေကိုကျွန်တော်တို့ရောင်းလို့ရတယ်ဒါဒီနံပါတ်1စီဝါကြီးပါကျွန်တော်တို့စမ်းလို့ချင်မယ်ဆိုလို့ရှင်လည်းလုပ်စီချင်ပါတယ် နီလန်းနဲ့မပြောက်ခဲ့မှာကျွန်တော်အကြောင်းလေးကျွန်တော်ပြောချင်တာကျွန်တော်2023ခုနှစ်ဇွန်လကနေစပြီးတော့မှကျွန်တော် business တစ်ခုစပြီးတော့မှလုပ်တယ်အဲ့လုပ်ငန်းဘယ်သူတွေနဲ့စခဲ့တာလဲဆိုတော့ကျွန်တော်တယောက်တည်းနဲ့စခဲ့တာဘာလေးနဲ့စခဲ့တယ်လဲဆိုတော့ကွန်ပျူတာလေးတစ်လုံးနဲ့ကျွန်တော်စခဲ့တယ်အဲ့ဒီလုပ်ငန်းကတော့ကျွန်တော်တို့ travel service ပေါ့ကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုဒီဘာလဲဆိုတော့ကွန်ပျူတာလေးတစ်လုံးနဲ့ကျွန်တော် website လေးတစ်ခု ထောင်လိုက်တယ်အဲ့တော့ကျွန်တော်ထင်တယ်ဈေးအရက်နေတယ် lmtravel.asia ဆိုပြီးတော့မှကျွန်တော် website လေးထောင်လိုက်တယ် ကျွန်တော်တယောက်တည်းပဲเนาะဘာလို့လဲဆိုတော့တိုးခင်းစဉ်တွေကျွန်တော်စပြီးတော့มาရောင်းတယ်မြန်မာနိုင်ငံကိုလာလေခြင်းနဲ့လူတွေကိုကျွန်တော်က travel service တွေပေးတယ်ကျွန်တော်မှဝန်ထမ်းလည်းမရှိဘူးယုံလည်းမရှိဘာမှမရှိဘူးကုမ္ပဏီ license တော့ကျွန်တော်မလျှောက်ရသေးဘူးကျွန်တော်ကနေခင်းဆိုလို့ရှိရင်ကျွန်တော်ဒီ guide လိုက်တယ်တိုး guide နေနဲ့ရက်တည်တယ်ညပိုင်းဆိုလို့ရှိရင်တိုးခင်းစဉ်တွေကျွန်တော်ရောင်းတယ်အဲ့လိုနေပါဖြစ်လာလို့ဆိုတော့နောက်ပိုင်းမှာကျွန်တော်တိုးခင်းစဉ်တွေအများကြီးရောင်းလာရတဲ့အခါမှာကျွန်တော်ကိုယ်တိုင် guide မလိုက်နိုင်တော့ အဲ့တော့ကျွန်တော် guide တွေငှားရတယ်ကားဆရာတွေကျွန်တော်တို့ငှားရတယ်တချို့ဧည့်သည်တွေကြတော့အာ hotel season ပေးပါလေလက်မှတ်တွေ season ပေးပါဆိုတဲ့အချိန်မှာကျွန်တော်ခင်နဲ့မင်းနဲ့ company တွေနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့မှသူတို့ကိုတစင်တင်ခိုင်းလိုက်တယ်အဲ့တော့ရှင်းပြနေများလာတဲ့ခါမှာကျွန်တော်အမျိုးသမီးပါလာပြီเนาะသူဒီငွေကြေးနဲ့ပတ်သက်တဲ့ financial တွေကျွန်တော်တို့ပါလာပြီနောက်ဆုံးကျကျွန်တော်ပါလို့လိုက်လဲဆိုတော့ company license လျှောက်ပြီရုံးခန်း set up လုပ်ပြီပြောမယ်ဆိုလို့ရှင်တော့အဲ့ဒီ company license လျှောက်တဲ့ငွေတွေရုံးခန်း set up လုပ်တဲ့ဟာတွေကကျွန်တော်ဘယ်ရရတဲ့ငွေလဲဆိုတော့ခုနကเนาะ freelance န့်စ်အနေနဲ့တယောက်တည်းတိုးခိုက်လိုက်ရင်လည်းရတဲ့ငွေတွေကျွန်တော်ဝန်ထမ်းနှစ်ယောက်စပြီးတော့မှခေါ်တယ်ဆိုတော့ရုံးမှာ sales လုပ်ဖို့အတွက်ကျွန်တော်ဝန်ထမ်းနှစ်ယောက်ခေါ်တယ်နောက်ထပ်ထပ်ပြီးတော့မှ operation အတွက်ဝန်ထမ်းတွေကျွန်တော်ခေါ်ရတယ်တိုးခိုက်တွေကျွန်တော်တို့ခေါ်ရတယ်ကားဆရာတွေကျွန်တော်တို့ခန့်ရတယ်ပြီးတော့ accountants တွေကျွန်တော်တို့ခေါ်လာပြီးပြီးတော့ marketing သမားတွေခေါ်လာပြီး2020လေးရောက်ရောခုနှစ်အတွင်းမှာဖြစ်လာလဲဆိုတော့ဒီဝင်ငွေတွေရှာပေးနိုင်တဲ့ company ကြီးကျွန်တော်တို့ဖြစ်လာ ကျွန်တော်ဆိုလို့ရှိရင်လေဒါ service business ပဲအဲ့တော့ကျွန်တော်စခဲ့တဲ့ data တွေပါလို့ဆိုတော့တစ်ယောက်ထဲနဲ့စတာကျွန်တော်ရဲ့ကုန်ကြစည်းက website လေးထောင်တဲ့ကုန်ကြစည်းရဲ့ computer လေးတစ်လုံး computer ဆိုတော့ကျွန်တော် laptop သေးသေးလေးပေါ့အဲ့ဒါလေးတစ်လုံးရင်ဒါပဲကုန်ကြစည်းရှိတယ်အဲ့တော့ပြောဟောမယ်ဆိုလို့ရှိရင်လူတစ်ယောက်ထဲနဲ့အရင်နည်းနည်းလေးနဲ့ကျွန်တော်စခဲ့တာပဲ နံပါတ်၄စီးပွားရေးကတော့ကျွန်တော်ဘာလို့စီချင်လဲဆိုတော့ကျွန်တော်အခုအသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော် business coaching တွေ consultation တွေလုပ်တဲ့အခါမှာတစ်ခုကိုတွားပြီးတော့မှတွေ့တယ်။အဲ့ဒီတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အသေးစားအလက်စားစီးပွားရေးလုပ်ငန်းတချို့မှာဆိုလို့ရှိရင်ဒီ accounting မနိုင်ရဘူးပေါ့။နောက်ကိုယ့်ရဲ့လုပ်ငန်းကဘယ်လောက်ဝင်နေသလဲ၊ဘယ်လောက်ထွက်နေသလဲ၊ဘယ်လောက်မြတ်နေသလဲ၊ကိုယ့်ရဲ့ store ထဲမှာလက်ကျန်ဘယ်လောက်ရှိသလဲ၊ပေးရရှိဘယ်လောက်လဲ၊ရရရှိဘယ်လောက်လဲ၊ cash flow စီးဆင်းမှုတွေဒါတွေကျွန်တော်တို့တိတိကျကျမရှိကြဘူးဖြစ်နေတယ်။တို့ကဘာလဲဆိုတော့ဝန်ထမ်းတွေခေါ်ထားဖို့ကြတော့လေ ်လစာတွေအများကြီးပေးထားမှာဆိုရင်ကျွန်တော်စတင်တဲ့ business ကတော့ accounting service ပါတချို့လည်းစနိုင်ပါဘူးကျွန်တော်တွေ့ပါတယ်เนาะအရင်ကောင်းတဲ့ service တွေလည်းကျွန်တော်တွေ့ပါတယ်အဲ့တော့ accounting service ကိုကျွန်တော်တို့ပေးမယ်ဆိုရင်ပေးလို့ရတယ်အဲ့တော့ကိုယ့်ရဲ့တကယ်ချင်းနေတောင်မှကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာ accountant တွေရှိတယ်เนาะ accountant တွေရှိတယ်ဆိုလို့ရှိရင်တို့ဒီ freelancer တွေဖြစ်တယ်အဲ့တော့တို့စုပြီးတော့မှဘာလို့လို့ရလဲဆိုတော့တို့တို့ online ကနေပြီးတော့မှ accounting service ပေးလို့ရတယ် online နဲ့ပဲတို့လုပ်ငန်းတွေထီအောင်သွားနေစရာမလိုဘဲနဲ့ online နဲ့ကျွန်တော်တို့စတင်လို့ရတယ်ဒါဒီကျွန်တော်တို့ accounting service ပါနံပါတ်3ကျွန်တော်စစီခြင်းတဲ့စီးပွားရေးတော့ပါလဲဆိုတော့ကျွန်တော်အခုလုပ်နေတဲ့အရာပါကျွန်တော်စခဲ့တဲ့အတိုင်းအတာကိုကျွန်တော် step by step ကျွန်တော်သွားကြည့်တယ်စဉ်းစားကြည့်တဲ့အခါမှာခုခုကိုပြန်ပြီးတော့မှသိတာအဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေကလုပ်ငန်းတစ်ခုစတော့မယ်ဆိုလို့ရှင်ခုခုကိုသိအောင်ကျွန်တော်တို့အရင်ဆုံးပေါ်ထုတ်ဖို့လိုတယ် ကိုကဘယ်နေရာတွေမှာကျွမ်းကျင်နေတာလဲဆိုတော့သိအောင်ဖော်ထုတ်ဖို့လိုတယ်ဆိုတော့အင်္ဂလိပ်စာကို2002ခရီးကကျွန်တော်လေ့လာခဲ့တာဖြစ်တဲ့အတွက်အင်္ဂလိပ်စာ10နှစ်ကျော်ကျော်ကျွန်တော်လေ့လာပြီးသွားပြီအဲ့တော့ကျွန်တော်အင်္ဂလိပ်စာကျွမ်းကျင်တယ်နံပါတ်1ကျွန်တော်လူတွေအကြောင်းကိုကျွန်တော်သိတယ်လူတွေကိုဘယ်လိုပြောရင်သူတို့ဝယ်မလဲဆိုတော့ကျွန်တော်သိတယ်နံပါတ်3ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ခီးသွားလို့ရတဲ့နေရာတွေအကြောင်းကိုကျွန်တော်အသေးစိတ်သိတယ်ဘယ်နိုင်ငံသားတွေကကျွန်တော်စီကိုလာဝယ်နိုင်တယ်လဲဆိုတာကိုသိတယ်ဒါတိကျွန်တော်တိတ်ကိုရေးကြည့်တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်တဲ့လူတွေလေးမိတ်ဆွေတွေကိုယ့်ရဲ့ skill ကိုသိအောင်ပေါ်ထုတ် နံပါတ်1တစ်ချက်နံပါတ်2ကတော့ကျွန်တော်တို့ပါလဲဆိုတော့ minimal ကျွန်တော်တို့ investment အနည်းဆုံးစပြီးတော့မှရင်းနှီးမြှုပ်နှံတာဒါမှမဟုတ်ကျွန်တော်ဆိုလို့ရှိရင်လေဟာငါတုံးကုမ္ပဏီဖောင်နေတာအာတစ်ခါတည်းရုပ်ငန်းကြီးကျွန်တော်တို့ငှားလိုက်မယ်ဝန်ထမ်းတွေအများကြီးခန့်ချလိုက်မယ် marketing team ထားမယ်လုပ်လို့ရတယ်ဒါပေမဲ့ investment အရန်များပါမှာဆိုတော့ minimal investment နဲ့ကျွန်တော်စလိုက်တယ်အိမ်မှာပဲကျွန်တော်လုပ်လို့တယ် work from home ကိုယ့်ရဲ့အိမ်မှာပဲ ကိုကွန်ပျူတာလေးနဲ့ပဲကျွန်တော်တို့လုပ်လုပ်တယ်။နံပါတ်၄ကျွန်တော်လုပ်စေချင်တဲ့စီဝါရီတစ်ခုတော့ပါလဲဆိုတော့ mobile car service ပါ။ရွေးရှားကားဝန်ဆောင်လုပ်ပေးတာပေါ့။နောက်မှတော့လူတစ်ယောက်ကလမ်းမှာကားပြတ်သွားတယ်။သူ့စီကိုတွားပြီးတော့မှအဲ့ဒီကားကိုပြင်ပေးမယ်။အဲ့ဒီကားကိုဝန်ဆောင်မှုပေးမယ်ဆိုလို့ရှိရင်မရနိုင်ဘူးပါ။ကိုမလည်းကား workshop ရှိတယ်ပဲထားပါတော့။နောက်ပြီးတော့မှကို့မှာ accessory တွေရှိတယ်ဆိုလို့ရှိရင်ဖုန်းလမ်းခေါ်လိုက်လို့ねကျွန်တော်ဘယ်နေရာဘယ်နေရာမှာကားပြည့်နေတယ်လာပြီးတော့မှလုပ်ပေးပါအောင်ကြည့်ပေးပါအောင်ဆိုလို့ရှိရင်ကျွန်တော်တို့က mobile လိုက်သွားပြီးတော့မှ service ပေးလို့ရတယ်။နောက်ဒါတော့ပညာရှင်တွေကားပညာရှင်တွေကျွန်တော်တို့ လုံလို့ရတဲ့အရာပေါ့နော်နိုင်ငံတကာမှာတော့ကျွန်တော်တို့ရှိနေပြီမြန်မာပြည်မှာလည်းကျွန်တော်ထင်တယ်တချို့တွေရှိနေမယ်လို့ထင်တယ်နော်ကိုကိုကို personal branding online ပေါ်မှာလုပ်ပါနော် social media ပေါ်မှာကားတွေအကြောင်းပြောမယ်ပြီးရင်ကား mobile service လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီဆက်တယ်ပါဆိုပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြင်းရှိပါတယ်နောက်တစ်ခုကျွန်တော်တို့စတဲ့နဲ့စီးပွားရေးကတော့အားလုံးသိတဲ့အတိုင်းနဲ့ကျွန်တော်တို့ဒီချိန်မှာတချို့နေရာတွေမှာ knowledge set me တွေပြတ်တောက်နေတယ်တော်တော်များများပါပဲနေရာတော်တော်များများပါပဲ solar ပစ္စည်းတွေနောက်တချို့အလုပ်နေကြတာတော့အများကြီးပဲအခုကျွန်တော်တို့ ਨੇ coaching တွားနေတဲ့ company တွေဆိုလို့ရှိရင်လည်း solar လာတွေဆိုလာရောင်းဝယ်ရေးတွေကျွန်တော်တို့ရှိတယ်ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေလျှက်စပစ္စည်းတွေကျွန်တော်တို့ရောင်းနေတဲ့လူတွေနဲ့ကျွန်တော်တို့ coaching ပေးနေတယ်ကိုတက်နိုင်တယ်ဆိုလို့ရှိရင်တော့ EV တွေပါကျွန်တော်တို့ရောင်းနိုင်ရင်တော့ကျွန်တော်တို့ကောင်းတယ်နောက်ထပ်နံပါတ်6 business ကတော့ပါလဲဆိုတော့ကျွန်တော်တို့ language ပါ ဒီခေတ်မှာတို့လူငယ်တွေကဘာဖြစ်လဲဆိုတော့ language တွေဘာသာစကားတွေကိုပို့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 တိုးပြီးတော့မှကျွန်တော်တို့လေ့လာလာကြတယ်။အဓိကတော့အင်္ဂလိပ်စကားပေါ့။နော်အင်္ဂလိပ်စကားကိုလေ့လာတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဘာကြီးနဲ့ဆက်သွယ် connect လုပ်နိုင်မယ်။ပြပလုတ်ထွက်တယ်လုတ်တယ်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာကောင်းကောင်းပြောနိုင်တဲ့အတွက်လုပ်ငန်းကိုင်ကန်ကောင်းကောင်းနေကျွန်တော်တို့ရကြတယ်။ ဒီချိန်မှာကျွန်တော်တို့ language business ကိုစရင်ကောင်းမလားအင်္ဂလိပ်စာကျွမ်းကျင်တဲ့ဆရာတွေဆရာမတွေဒါမှမဟုတ်တခြားသောဘာသာရဲ့ကျွမ်းကျင်တဲ့ဆရာတွေဆရာမတွေ ਨੇ ပေါင်းစည်းပြီးတော့မှ personal branding တကူတည်ဆောက် online ပေါ်မှာကျွန်တော်တို့ရောင်းချမယ် online ကနေပဲကျွန်တော်တို့စာရေးတင်ပေးမယ် language တွေတင်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြစ်နိုင်ကြီးရှိပါတယ်เนาะအခုလည်းလုပ်နေကြပါပြီဖြစ်လည်းဖြစ်နေကြပြီဝင်ငွေလည်းရှာနေကြပြီအကတိပေးချင်တဲ့လူငယ်တွေမိတ်ဆွေတွေဒီလေအရေးကြီးတာဒီကိုကလူတစ်ယောက်တည်းနဲ့ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့လုပ်ငန်းစတော့မယ်ဆိုလို့ရှိရင် market research လုပ်ဖို့လိုတယ် market research လုပ်တယ်ဆိုတော့ကျွန်တော်တို့ကိုကဘယ်သူတွေဝင်ကိုကရောင်းချင်တာလဲဒါအရေးကြီးတယ်ပြီးရင် customer တွေကကိုထုတ်ရောင်းမဲ့အရာကိုပေးမဲ့ဝန်ဆောင်မှုတွေမှာ customer တွေရဲ့ needs တွေပါတယ်လေ customer တွေသူတို့လိုချင်နေတာပါတယ်လေထားပါတော့ကျွန်တော်တို့ဟာလာကျွန်တော်လုပ်ခဲ့တဲ့လုပ်ငန်းဆိုလို့ရှိရင်မြန်မာနိုင်ငံကိုနိုင်ငံသားတွေလာပြီးတော့မှလဲကြတယ်ကြားတဲ့အချိန်မှာ company ကြီးတွေနဲ့လာတယ်သူတို့မှာ personalized service မရကြဘူးအဲ့တော့စနေတနင်္ဂနွေဆိုလို့ရှိရင် company ကြီးတွေရုံးပိတ်သွားတယ်ရုံးချိန်ကျော်သွားရင်သူတို့ဆက်သွယ်ခွင့်မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒါမရှိစနေတနင်္ဂနွေလည်းကျွန်တော်အလုပ်လုပ်တယ်ရုံးချိန်ကျ ျော်နေတဲ့ချိန်တွေမှာလည်းကျွန်တော်လုတ်ပြီးတဲ့အခါမှာ customer တွေပို့ပြီးတော့မှသဘောကျတယ်သူတို့ ਨੇ နီးနီးကက်ကက်ရှိတယ်လို့ခံစားရတယ်အဲ့တော့ market research လုပ်တဲ့အခါမှာ competitor analysis ကိုယ့်ရဲ့ပြိုင်ဘက်တွေကိုကျွန်တော်တို့လေ့လာရတယ်အဲ့တော့ဘယ်သူတွေဒီဈေးကွက်ထဲမှာဒီပြိုင်ဘက်တွေရှိနေတယ်လဲသူတို့ပြိုင်ဘက်တွေရဲ့ architecture အားသာချက်တွေကဘာတွေလဲ customer တွေကလိုချင်ပြီးတော့မှသူတို့မပေးနိုင်တဲ့အရာတွေကဘာတွေလဲဒါတွေဒီကျွန်တော်တို့ market research လုပ်တဲ့နေရာမှာအရေးကြီးတယ်ပြီးရင်ကျွန်တော်တို့ marketing လုပ်ရမယ့်နည်းလမ်းတွေကျွန်တော်တို့ရှာရမယ်နောက်တစ်ခုကတော့ကျွန်တော်အရေးကြီးဆုံးပဲ customer feedback လို့ခေါ်တယ် ိုယ့်ရဲ့ service ကိုယ့်ရဲ့ဝန်ဆောင်မှုကိုတုံးသွားတဲ့ customer တွေကိုတို့မေးကြည့်ရတယ်။ငါတို့ရဲ့ဝန်ဆောင်မှုတွေငါတို့ရဲ့ထုတ်ကုန်တွေတုံးသွားတာအဆင်ပြေရဲ့လား။ဘာတွေ လုပ်ပြရအောင်မလဲ။ဘာတွေလိုအပ်တယ်လဲ။ဒါမျိုးကိုကျွန်တော်တို့တောင်းတာ feedback တောင်းတာလို့ခေါ်တယ်။အဲ့တော့ market research လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ marketing ကျွန်တော်တို့လုပ်ဖို့လိုပြီ။ marketing လုပ်တဲ့အခါမှာကျွန်တော်တို့ target market ကဘယ်သူလဲ။ကိုယ်ဘယ်သူတွေကိုပဲရောင်းမှလဲ။ဘယ်သူတွေကိုပဲကိုယ်တက်တက်မှတ်မှတ်ရောင်းမှလဲ။ပြီးရင်ကိုယ်မှာ site ကြီးလည်းမရှိဘူး၊ company လည်းမရှိသေးဘူး။အဲ့တော့ကိုယ်မှာ website တော့ရှိတယ်၊ကိုယ်မှာ facebook page တော့ရှိတယ်။ဒါစီကျွန်တော်တို့ဘာခေါ်လဲဆို online presence လို့ခေါ်တယ်။ online နေပြီးတော့မှကိုယ့်ရဲ့အနေအထားကိုချပြတာ။အဲ့ဒါလို့ကျွန်တော်တို့ကောင်းကောင်းရှိဖို့လိုတယ်။ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီခေတ်မှာတော့ကျွန်တော်တို့အရန်ကောင်းလာတာ content marketing product marketing ဆိုတာကိုဒီနေရာမှာကိုဒီလုပ်ငန်းမှာဘလောက်ထိအောင်တော်တယ်လဲဘလောက်ထိအောင်တက်ကြွန်းတယ်လဲဆိုတာကိုလူတွေကိုကျွန်တော်တို့ချပြတာ ကိုစီကိုလာပြီးတော့မှဟလာဝယ်ယူသွားတဲ့ကိုရဲ့ဝန်ဆောင်မှုတွေတုံးသွားတဲ့ customer တွေကိုလည်းဗာပြန်လို့လေဆိုတော့ refer တွေပြန်တောင်းတယ်။ဟာခင်ဗျာကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေတုံးရတာပျော်သလားထုတ်ကုန်တွေတုံးရတာစိတ်ချမ်းသာသလားစိတ်ချမ်းသာတယ်ပျော်တယ်ဆိုလို့ရှိရင်တော့ဘယ်သူတွေကိုကျွန်တော်တို့ refer လုပ်မလဲဘယ်သူတွေကိုညွှန်ပေးဦးမလဲညွှန်ပေးရတော့ကျွန်တော်တို့ဒီလို discount လေးတွေပေးမယ်။ refer တွေလောက်ခိုင်းတာပြီးရင်ကိုရဲ့ brand ကိုကျွန်တော်တို့ကောင်းကောင်းတည်ဆောက်တာဒီဒီ company ဒီလုပ်ငန်းစုဒီဒါပေးတယ်ဆိုလို့ရှိရင်ဒါပဲပေးတယ် ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကုမ္ပဏီတစ်ခုဖြစ်လာပြီเนาะကျွန်တော်တို့ကုမ္ပဏီရရောင်းအားတွေကောင်းလာပြီဆိုလို့ရှိရင်စပြီးတော့မှဝန်ထမ်းတွေကျွန်တော်တို့ခေါ်ပါပြီဝန်ထမ်းတွေခေါ်တဲ့အခါမှာလည်းဘလို့ဝန်ထမ်းတွေခန့်အပ်မလဲအဲ့တော့ဘသူတွေကကိုယ်နဲ့အတူတူအကောင်းဆုံးလုပ်နိုင်မလဲကိုယ့်ရဲ့ vision mission တို့ခေါ်တဲ့ကိုယ်ဖြစ်ချင်တာတွေကိုယ့်ကုမ္ပဏီရဲ့ရည်တည်မှုတွေကိုအကောင့်ထဲဖိမဲ့ဘလို့ဝန်ထမ်းတွေခေါ်မလဲသူတို့လစာတွေဘလောက်ပေးမလဲဘလို့စာချုပ်တွေချုပ်မလဲ organization chart လို့ခေါ်တဲ့ကျွန်တော်တို့ကဖွဲ့စည်းတည်ဆောက်ပုံကိုဘလို့တည်ဆောက်မလဲဒါဒီကျွန်တော်တို့ကဝန်ထမ်းတွေခေါ်တဲ့အပိုင်းပြီးရင်ကျွန်တော်တို့ကရင်းချေမှတ်ကိုဘလို့ဖော်ထုတ်ရမလဲပြီးကိုယ့်ရဲ့ ငွေကြေးတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဒါတွေသိထားဖို့ကျွန်တော်တို့လိုတယ်ဒါတွေသိပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြာလာတဲ့အခါမှာဘာဖြစ်မလဲဆိုတော့ရီမာတဲ့ငွေငွေတွေရှာပေးနိုင်တဲ့လုပ်ငန်းစုတစ်ခုကုမ္ပဏီတစ်ခုကိုပိုက်ဆိုင်သွားပါလိမ့်ကိုကြိုက်တဲ့စီဝါရီကိုစားပါဒါပေမဲ့ခုနကကျွန်တော်ပြောသလိုပဲအရင်ကြီးများများနဲ့မစသေးပဲနဲ့ကျွန်တော်တို့ဘာလို့မှလဲဆိုတော့တိတိလေးနဲ့ကျွန်တော်တို့စကြည့်မယ်။ဥပမာအနေနဲ့ထားပါတော့ကျွန်တော်ခုနပြောတဲ့ claim food ချက်ပြီးတော့မှရောင်းမယ်။ ။နောက်ရောက်တဲ့ခါမှာကျွန်တော်တို့အများကြီး invest မလုပ်နဲ့။ကျွန်တော် Facebook page ထောင်းလိုက်မယ်။နော် Facebook page ထောင်းပြီးတော့မှအဲ့ဒီ page ပေါ်မှာကိုရောင်းမဲ့ပုံစံလေးတွေကိုကျွန်တော်တို့မလုပ်လို့ရလဲဆိုတော့စန့်တင်လို့ရတယ်။အဲ့ဒါကိုကြော်ညာကြည့်လိုက်။ကြော်ညာကြည့်လိုက်တဲ့ခါမှာလူတွေကြိုက်တယ်၊လူတွေဝယ်ကျင်တယ်၊လူတွေပတ်စံပေးနိုင်တယ်ဆိုလို့ရှိရင်တိတိလေးနဲ့ကျွန်တော်တို့စလို့ရပြီ။အဲ့လိုပဲခုနကကျွန်တော်ပြောတဲ့ accounting service လို့လည်းကျွန်တော်တို့ကဝန်ထမ်းတွေအများကြီးခေါ်နော် accountant တွေအများကြီးခေါ်ပြီးတော့မှလောက်တာတဲ့ဆာလို့ရှိရင်တယောက်နှစ်ယောက်နဲ့ online mall တွေကျွန်တော်တို့စကြည့်ကြော်ညာကြည့်လူတွေကြိုက်တယ်လက်ခံတယ်ဆိုလို့ရှိရင်စလို့ လို့ပြရပါအဲ့တော့တိတိလေးနဲ့ကျွန်တော်တို့စဖို့လိုတယ်အားလုံးဒီအတိုင်းပဲဒီချိန်မှာကျွန်တော်တို့ရှုံးနိုင်ကြီးများတဲ့အခါမှာကိုကငွေကြေးကိုတေးချစီစစ်ဖို့လိုတယ်အကြီးနဲ့မစဘဲနဲ့တိတိလေးနဲ့စာကြည့်ပါ online ပေါ်မှာစာကြည့်ပါနောက်တကယ်တမ်းပြင်မှာမရှိသေးဘူးဒါပေမဲ့ online ပေါ်မှာရှိနေတယ် online ပေါ်မှာအားလုံးတိစောက်ထားတယ်လူတွေကိုချပြကြည့်တယ်လူတွေကဝယ်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစပြီးတော့မှ service တွေပေးလို့ရတယ်ထုတ်ကုန်တွေရောင်းလို့ရတယ် ကျွန်တော်အနှစ်ချုပ်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့တယောက်တည်းနဲ့အရင်နည်းနည်းနည်းနဲ့လုပ်ငန်းစလို့ရလားလားရပါတယ် step by step ကျွန်တော်တို့သွားပါအဲ့တော့ number 1ချက်ကြီးကိုဘယ်နေရာမှာတော်တယ်လဲကိုယ့်ရဲ့ skill တွေကဘာလဲဆိုတော့ကျွန်တော်တို့သိအောင်လုပ်ပြီးရင်စဉ်းလုံးအနည်းဆုံးနဲ့ငွေကြေးအနည်းဆုံးနဲ့စနိုင်မယ်နည်းလမ်းတွေရှား ပြီးရင်ကိုယ်အိမ်ကလုံးလုံးလေးရရင်ကိုယ်အိမ်မှာအလုံးလုံးပြီးရင်ကိုယ်မှာရှိတဲ့တငယ်ချင်းတွေမိတ်ဆွေတွေဒီ network တွေကိုရအောင်အသုံးချ content create လုပ်เนาะ video တွေ content တွေ create လုပ် marketing ကောင်းကောင်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးတွေကိုဘာလုပ်မလဲဆိုတော့ financial plan တွေကောင်းကောင်းကျွန်တော်တို့စီစဉ်နေဆွဲမယ်ပြီးပြီဆိုမှဝန်ထမ်းတွေခေါ်မယ်ရုပ်ငန်းတွေဖွင့်မယ်ကုမ္ပဏီတွေထောက်မယ်ဒါဒီကျွန်တော်တို့က step by step သွားလိုက်မယ်ဆိုလို့ရှိရင်တော့ဖြစ်ထွန်းပါလိမ့်မယ် အဲ့တော့ဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေရောကိုယ်ကအခုလုပ်ငန်းတစ်ခုစပြီးတော့မှလုပ်ရမယ်ဆိုလို့ရှိရင်ဘာလုပ်ငန်းတွေစကျင်ကြလဲဘယ်လိုစကျင်ကြရလဲအရင်နေ့ဘယ်လောက်နေနေစကျင်ကြလဲကိုမမဆက်လုပ်ရလို့ရရေးပြီးပေါ့ဒီဗီဒီယိုဆုံးထောက်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်မှာငင်္ဂရှိသောနေနေဖြစ်ပါစေ